ပါကစ္စတန်နိုင်ငံမှာအွန်လိုင်းဂိမ်းကစားလုံးလို့ချုပ်ပူဆုံးမတဲ့အမေနဲ့မွေးချင်းမောင်နှမသုံးယောက်ကိုတနက်နဲ့အသေးပြစ်တက်ခဲ့တဲ့အသက်18နှစ်အရွယ်စိန်အာလီကိုထောင်ဒဏ်အနှစ်တရာကြခံစေရန်တရားရုံးကစက်တင်ဘာလ25ရက်နေ့မှာပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ဒီဖြစ်ရဟာအွန်လိုင်းတနက်ပြစ်ဂိမ်း PUBG အလွန်ကျဉ်ဆွဲလမ်းမှုနဲ့ဆက်ဆက်မှုရှိနေတယ်လို့ဆိုပါတယ်။မိခင်ရဲ့စူပူချိန်မမှုခံရပြီးခင်ကလိုအပ်တဲ့အမှတ်အမှတ်ချက်ကိုမရလိုက်တာမှတစ်ဆင့်ဒီလူငယ်ဟာဒေါသပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ လာဟုံးမြို့ခါနာရက်ွက်ဇာတိအာလီဟာဒီဖြစ်ရပြပွားခဲ့ခြင်း2022ခုနှစ်မှာအသက်14နှစ်သာရှိသေးတယ်လို့ဆိုပါတယ်သူဟာဒီ PUBG တနက်ပြစ်ဂိမ်းကိုရေကုန်ရေကန်းဆော့သူဖြစ်ပြီးနေအိမ်ကဒုက္ခနဲ့မှနေ့စဉ်နိုင်ပေါင်းများစွာအချိန်ကုန်လေးရှိတယ်လို့သိရပါတယ်ဒီလိုလဟတာဂိမ်းဆော့အချိန်ဖြိုးနေတဲ့အတွက်မိခင်ဖြစ်သူကလည်းမကြကနစုခုချိန်မောင်းမှန်မဲလေးရှိတယ်လို့ဆိုပါတယ်ဂိမ်းကလိုအပ်တဲ့ရမှတ် မပြည့်မီဖြစ်သွားခရင်အာလီယာဒေါသဟိုပေါ်ကွဲပြီးတောင်းကျမ်းလေးရှိတယ်လို့လည်းရင်းကဆိုပါတယ်အခင်ကြပြတဲ့နေ့မှာအာလီယာ၄နာရီကြာကြာဆက်တိုက်ကစားခဲ့ပေမဲ့ဂိန်းကလိုအပ်တဲ့တတ်မှတ်တာဂက်မမီဖြစ်နေပါတယ်ဒီချိန်မှာမိခင်ဖြစ်သူကစုပ်ပုံဆုံးမတာတွေလုပ်ခဲ့တာဖြစ်ပါတယ်လို့ရဲကတရားရုံးမှာတွတ်ဆိုပါတယ်ဂိန်းရဲ့လွှမ်းမှုအောင်မှာအသေးစိတ်ပျောက်သွားခဲ့တဲ့အာလီယာအိမ်မှာနိုင်စင်နဲ့ဆောင်းထားတဲ့ပစ္စတိုသနာကိုထုတ်ယူပြီးမိခင်ဖြစ်သူရဲ့ခန်းထဲကိုဝင်သွားခဲ့ပါတယ်မိခင်ဖြစ်သူကသမီးငယ်နှုတ်နဲ့ဒုက္ခလို့အိမ်မောကြာနေခဲ့တာမှာ အလီယာမြင်သမျှတွေ့သမျှဒုတိုင်းကိုစတင်ပြခတ်ခဲ့ပါတယ်။မိခင်ဖြစ်သူနာဟစ်မူဘာရက်45နှစ်ညီမငယ်နှစ်ဦးဖြစ်သူမာနော55နှစ်ဂျန်နတ်10နှစ်အကိုဖြစ်သူတာအီမာ20နှစ်တို့တနတ်တရားများနဲ့နေရာမှာတွင်ပွဲချင်းပြီးတည်ဆုံးခဲ့ပါတယ်။လက်ရှိအချိန်မှာသက်18နှစ်ရှိနေပြီဖြစ်တဲ့ဇိန်အာလီယာဒုတမှုလေးမှုအတွက်အပြစ်ရှိကြောင်းပြစ်မှုထင်ရှားတဲ့အတွက်တမှု25နှစ်နှုန်းနဲ့ထောင်ဒဏ်အနှစ်တရာကြာခံစေရန်ဖြစ်တယ်လို့တရားရုံးကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တရားခံဟာပြစ်မှုဖြစ်ပွားချိန်မှာအသက်၄နှစ်သာရှိသေးတဲ့အတွက်တည်တံမချမှတ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ဂိမ်းဆွဲနေပြီဆိုရင်ဂိမ်းပေါ်ခင်တော်မှုကမိသားစုနှောင်ကြိုးတွေပို့သွားတယ်ဆိုတာကိုအာလီရဲ့ဖျက်ကဖော်ညွှန်းနေပါတယ်။ဂိမ်းတော်သူဟာမိသားစုတစုလုံးကိုရရဆက်ဆက်တပ်ဖြတ်သွားခဲ့ပါတယ်လို့တရားသူကြီးကမိန့်စာပကြားရင်ပြောကြားသွားခဲ့ပါတယ်။ PUBG ဟာတယောက်ချင်းဆော့ကစားရတဲ့ဂိမ်းမျိုးမဟုတ်ဘဲအွန်လိုင်းမှာ 人家中国给他的蛮有量的，仅仅新疆、一克那片皮，这么的南充、成都大出来，南亚的，本来就跟一族比皮了的，是勿底下，我